နိုင်ငံခြားရှင်နီးမြှုပ်နှံမှုဒေါ်လာတန်း900နီးပါးရရှိပြီးစင်ကာပူမှအများဆုံးရှင်နီးမြှုပ်နှံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2024-2025ဖန်နာနှင့်တနှစ်သားကာလအတွင်းမြန်မာနိုင်ငံကိုဝင်ရောက်ခဲ့တဲ့နိုင်ငံခြားထိုက်ရိုက်ရှင်သည်မြုပ်နှံမှု FDI ဟာအမေရိကန်ဒေါ်လာအတန်း900နီးပါးရရှိခဲ့ပြီးစင်ကာပူနိုင်ငံကနေအများဆုံးရှင်သည်မြုပ်နှံထားရလို့ရှင်သည်မြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့စည်ရင်းတွေရသိရပါတယ်။ပြီးခဲ့တဲ့2024-2025ဖန်နာနှစ်မှာတော့ဒေါ်လာ690ထက်မှ18ကိုတန်းရှိခဲ့တာဖြစ်ပြီးနိုင် ုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုကားထောစင်ကာပူနိုင်ငံကအမေရိကန်ဒေါ်လာ460သရမ458တန်းနဲ့အများဆုံးရင်းနှီးမြှုပ်နှံထားပြီးတရုတ်နိုင်ငံကဒေါ်လာ64တန်းကျော်နဲ့ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ဆိုပါတယ်။အိန္ဒိယချင်းထိုင်းနိုင်ငံကဒေါ်လာ46တန်းကျော်နဲ့တတိယဟောင်ကောင်ကဒေါ်လာ30သရမ23တန်းကျော်နဲ့စတုထအများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။ ရှင်နီမြုံနှမ်းမှုခန်းနာ12ခုထဲကရေနံနှစ်တဘာဝတန်ဝေခန်းနာမှာအမေရိကန်ဒေါ်လာ359တန်းကျော်နဲ့အများဆုံးဝင်းရောက်ရှင်နီမြုံနှမ်းထားတယ်လို့ကုန်ထုံးလုံးမှုခန်းနာမှာဒေါ်လာ182တန်းမှ9တန်းနဲ့ဒုတိယအများဆုံးဝင်းရောက်ထားတယ်လို့ဆိုပါတယ် ထာအပြင်တည်ယူပို့ဆောင်ရေးနယ်ဆက်သွယ်ရေးကဏ္ဍမှာဒေါ်လာ89သန်းမှ9တန်းဝန်ဆောင်မှုကဏ္ဍမှာဒေါ်လာ50တန်းစွန့်ရင်ကဏ္ဍမှာဒေါ်လာ10တန်းမှ5တန်းဝေးမြူရေးနှင့်ရေလုံငန်းကဏ္ဍမှာ2တန်းမှ65တန်းနဲ့စိုက်ပျိုးရေးကဏ္ဍမှာ3တန်းမှ92တန်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ပြည်တွင်းကိုနိုင်ငံခြားတိုက်ရိုက်ရှင်းတိမြုံနှံမှုတွေဝင်ရောက်တဲ့အခါမှာ2023-2024ဖဏာနှစ်က FDI ပမာဏအမေရိကန်ဒေါ်လာ663တရမ6တန်းရရှိခဲ့တာကြောင့်အခုပြီးခဲ့တဲ့ဖဏာနှစ်မှာတော့ပဏာမပိုးတိုးတက်လာတယ်လို့သိရပါတယ်ရှင်။